ော်တို့တော်တော်များများကကလေးကိုစွန့်မမယ်ဆိုရင်ရိုက်တာမှဖြစ်မယ်ဆိုတဲ့အတွင်းနဲ့ကြီးပြင်းလာခဲ့ကြတယ်။ဒါပေမဲ့ကလေးကိုကြောက်အောင်မလုပ်ဘဲနဲ့သူတို့ရဲ့စိတ်ဓာတ်ကိုခိုင်မာလောင်လုပ်ပေးနိုင်တဲ့နီလန်ခုနှစ်ခုကိုကျွန်တော်အခုမျှဝေပေးတော့မှာဖြစ်ပါတယ်။နံပါတ်၁ကိုရိုင်းကရူမော်တွေဖြစ်အောင်နေပါ။ကလေးတွေကကိုကိုကြည့်ပြီးသူခိုးတတ်ကြတယ်။ကိုရဲ့ပြောတွေထက်ကိုတိုင်းလုပ်ပြတဲ့အရာတွေကသူတို့ကိုပိုပြီးတက်စီပဲ။ဆိုတော့ရူမော်တွေတယောက်အနေနဲ့ခက်ခဲတဲ့အလုပ်တွေကိုတော့အစိုးရလုပ်ပြဘူး။နံပါတ်၂နေတိုင်းလောမှာအလေးချင်းလေးတွေကိုတတ်မှတ်ပေးပါ။စီကန်းဆိုတာကအပြစ်ပေးရတာနေလာတာမဟုတ်ပါဘူး။ ကောင်းမွန်တဲ့အလေးအကျင့်တွေကနေလာတာပါအဲ့ရထားခြင်းကစားခြင်းအိတ်ချင်ပုံမှန်ရှိတာကကလေးတွေကိုပို့ပြီးတော့စီကန်းရှိစေပါတယ်နံပါတ်3အလုပ်အကြီးကြီးတွေကိုတက်တက်လေးခွဲပေးပါကြီးမားတဲ့ပန်းနံတွေကကလေးတွေကိုစစ်ပီးစီစီနိုင်တယ်တန်းပြီးတော့အခန်းရှင်းတော့မပြောဘဲနဲ့ကျိုင်းရင်ပေါ်ကအယုတ်တွေအရင်ကောက်ဆိုပြီးတော့ပြောကြည့်ပါဒီလိုမျိုးအောင်မြင်မှုလေးတွေကသူတို့ကိုသူတို့ယုံကြည်မှုပေါ်ရှိစေလာပါတယ်နံပါတ်4ဘဝရဲ့သင်ခန်းစာကိုကလေးတွေကိုယ်တိုင်သင်ပြပါစေ။ကလေးတွေလုံးလိုက်တဲ့လောက်ရတစ်ခုရဲ့အကျိုးဆက်တွေကိုနားနိုင်အောင်သင်ပေးပါ။ ဥပမာကျောင်းနဲ့အိမ်မပြန်လို့ရှိရင်ကျောင်းမှာဒုက္ခရောက်တဲ့စရကိစ္စကိုကလေးတွေကိုယ်တိုင်ကြုံပါစေ။ဒါကကိုယ်ဒီဘလော့ပြပြမရတဲ့သင်ခန်းစာတစ်ခုဖြစ်တယ်။နံပါတ်၅ကျိုးစားမှုကိုချီးကျူးပါ။ရလကောင်းမှချီးကျူးတာမျိုးမဟုတ်ဘဲနဲ့ကျိုးစားမှုကိုအတိမတ်ပြုပေးပါ။တော်လိုက်တာလို့ပြောတာထက်ဈေးမလျှော့ဘဲနဲ့ကျိုးစားနေတာကိုမင်းမင်းပြပြသဘောကျတယ်လို့ပြောပေးပါ။ဒါကအသက်ခဲတွေကိုကြင်ကြင်ထန်ထန်နဲ့စိတ်သက်ကိုမူယူပြရောက်ပါရဲ့။နံပါတ်၆မိသားစုနဲ့အတူတူပြောစရာဂိမ်းတစ်ခုဆော့လိုက်ပါ။ စီကံစီဘုတ်တင်ပေးတာကိုမိသားစုနဲ့ပြောစရာ challenge တစ်ခုလို့လုပ်ကြည့်ပါဥပမာရတုံးတဲ့စာဖတ်ပြပွဲလိုမျိုးပေါ့အဲ့ဒါဆိုရင်ကလေးကစီကံရှိလိုက်မနဲ့မကဘူးမိသားစုနဲ့အတူတူပျော်ရွှင်ရတဲ့အချိန်လေးပါရလာတယ်နံပါတ်9အတူတူပြန်ဆွေးနွေးပါဘတ်တိုင်းဒီဘက်ကဘာကအခက်ဆုံးဖြစ်မလဲဘာဘလို့ဖြစ်စင်ကလေးတမင်းဘလို့ဖြစ်စင်လိုက်လဲဆိုပြီးတော့မေးပေးပါဒါကသူတို့ရဲ့စီကံကိုသူတို့ကိုယ်တိုင်ပို့နားလေလောင်ကူညီပေးနိုင်ပါတယ်ဒါကြောင့်မထားရမှာကစီကန်းဆိုတာခလေးကိုတွင်းချဖို့မဟုတ်ဘဲသူတို့ရဲ့စိတ်ဓာတ်လေးတွေပိုကောင်းလာအောင်ပုံသင်ပေးဖို့ပါ။ ်မိစေတို့ကစကားသားထောင်တဲ့ကလေးဖြစ်လာအောင်ပြုထောင်နေတာမဟုတ်ဘဲနဲ့အနာဂတ်မှာအခက်အခဲတွေကိုကြမ်းကြမ်းခံနိုင်တဲ့လူကြီးတယောက်ဖြစ်လာအောင်ပြုစုပြုထောင်ပေးနေတာပါ